ဒီစကားထဲမှာပေးခြင်းတဲ့အဓိက message ဆိုရင်တော့အာလူတွေကိုအယုံမလွယ်သင့်ဘူးဆိုရဲတောင်းပေါ့အဲ့လိုပြောလို့ရပါတယ်တော့ကအိမ်မှာကြောက်တတ်တဲ့သူဒါပဲကြောက်စရာပေါ့ရှုံးရမှာကြောက်တယ်ဒီစိတ်ရင်းမှာကြောက်တယ်ချမ်းသာဖို့လီလန်းမျိုးစုံတုံရင်လည်းဘူးလို့ပေါ့အဲ့ဒါကိုယ်တိုင်ကြုံတာတော့မဟုတ်ဘူးဒါမဲ့ဟိုတွေ့နေရတာပဲလေတိလား ် Facebook ပေါ်မှာတက်တိတ်မခိုင်လုံမဲနဲ့တက်တက်ပြီးတော့ဟိုပြောဒီပြောပြောတာတွေကဟိုတစ်ဖက်လူကိုပြင်ဆင်ချိန်ပေးလိုက်တာနဲ့တူတူပဲလေဒီလားကျွန်တော်ကအဲ့ဒါမျိုးမထောက်ခံဘူး Facebook ဆိုတာက social network တွေဒီလားချင်းချောက်စာပို့တဲ့နေရာမဟုတ်ဘူးဒါကဟိုညမထွက်ရဆိုတဲ့နာမည်ကိုကျွန်တော်စပြီးတော့ launch လုပ်ခဲ့တဲ့မနေ့က July 1ရက်နေ့ကနေစပြီးတော့ အခုဒီနေ့ April 25ရက်နေ့ရုံပေါ်ရောက်လာမယ့်အချိန်အထိစိတ်ဝင်တစားနဲ့စောင့်ကြည့်ပေးကြတယ်ဝန်းရံပေးကြတယ်မိတ်ဆွေတွေပရိသတ်တွေတယောက်ချင်းစီတိုင်းကို comments လေးတစ်ကြောင်းပဲဖြစ်ဖြစ် react လေးတစ်ခုပဲဖြစ်ဖြစ်ကျေးဇူးအများကြီးတင်ပါတယ်ဒီစကားထဲမှာပေးခြင်းတဲ့အဓိက message ဆိုရင်တော့အာလူတွေကိုအယုံမလွယ်သင့်ဘူးဆိုရဲတောင်းပေါ့အဲ့လိုပြောလို့ရပါတယ်အဲ့ဒါကိုယ်တိုင်ကြုံတာတော့မဟုတ်ဘူးဒါမဲ့ဟိုတွေ့နေရတာပဲလေတိလား Facebook ပေါ်မှာတက်တိတ်မခိုင်လုံမဲနဲ့တက်တက်ပြီးတော့ဟိုပြောဒီပြောပြောတာတွေကဟိုတစ်ဖက်လူကိုပြင်ဆင်ချိန်ပေးလိုက်တာနဲ့တူတူပဲလေသိလားကျွန်တော်ကအဲ့ဒါမျိုးမထောက်ခံဘူး Facebook ဆိုတာက social network တွေသီလားချင်းချောက်စာပို့တဲ့နေရာမဟုတ်ဘူးဘယ်လိုပြောမလဲကျွန်တော်တို့ generation တွေအကုန်လုံးကအဲ့လိုမိကလည်းနေ generation မဟုတ်ဘူးညာကိုကိုကိုအဲ့လိုစော်ကြီးအောင်နေတဲ့ generation မဟုတ်ဘူးသီလားကျွန်တော်တို့က jelly bee လေးလိုနေခဲ့ကြတာလေ ဘယ်လိုပြောမလဲလမ်းဘေးမှာနေလာခဲ့ကြတဲ့ကောင်တွေတိလာအဲ့လိုမျိုးကောင်တွေကကြတော့မျက်စိရှိမှအဲ့လိုစော်ကြည့်ပဲပုံစံတွေလာလုံနေကြည့်မရအောင်အဲ့လိုနူဖတ်ပြီးတော့စော်ကြည့်ပဲလိုမျိုးတွေလုံနေလို့ရှိရင်ကြည့်မရအောင်ဒီသဘောပါပဲအဲ့ဒါကြောင့်ကျွန်တော်တို့ generation တွေဆိုရင်အဲ့လိုမျိုးမျက်စိရဲ့မှာလာလုံနေ cross and ဖြစ်တယ်ပေါ့ဒါပါပဲအဲ့ဒါကပထမဆုံးတစ်ကြိမ်ပါပဲနောက်ပိုင်းကားတွေကြတော့သူနဲ့ကျွန်တော်နဲ့အတွဲညီသွားပြီးတော့လက်တွဲလှုပ်ခဲ့ကြတဲ့ကားတွေအများကြီးပါ ပထမဆုံးကားမှာလည်းသူ့အတိမတ်ပြုတ်လိုက်တာအာညလေးတော်တယ်စူးစားတယ်ဟိုခုနပြောသလိုအစိုးရကနေတရုတ်ဆောင်လွယ်လွယ်ကူကူကူးပြောင်းလာတာမဟုတ်ဘူးသူဒီအလုပ်ကိုတကယ်စိတ်ဝင်စားတယ်တကယ်စူးစားတယ်ဆိုတာလည်းမြင်လိုက်ရတယ်သူနဲ့ကျွန်တော်လည်းပထမဆုံးကားမှာလည်းပြန်ပြီးတော့နားလေသွားပြီးတော့တယောက်နဲ့တယောက်ချက်သွားကြတယ်ဘယ်လိုပြောမလဲဒီလောက်ပေါ်မှာထားရတဲ့ခံယူချက်ချင်းတူလို့လို့ပြောလို့ရပါတယ်အဲဇက်ကားကြီးလည်းသိပါလိမ့်မယ်ဒီတဲမှာသူတို့မှလုံနိုင်မယ့်နေရာမျိုးတွေပါတယ် တချို့ကလည်းတော့ဒီအင်တာဗျူးမှာပြောလိုက်တာတည်းဗျာဒါကျွန်တော်ဖတ်ထားချင်တာလေးတွေရှိတယ်။ညမထွန်းရဆိုတော့ခေါင်းစဉ်အောက်မှာလူတွေမျောလင့်ထားတာတွေရောမမျောလင့်ထားတာတွေရောတွေ့ရလိမ့်မယ်။ဒီလိုပဲပြောချင်ပါတယ်။လူမြတ်သူကကျတော့ကျွန်တော်သူ့တချင်းတွေနားထောင်နေကြိုက်ပါတယ်။သူနဲ့ကျွန်တော်အရှိမအရမသူတချင်းစာသားတခုကိုဇက်ကားကောင်းစဉ်သုံးဖို့အတွက်ခွင့်တောင်းမှုတယ်အဲဒီအချိန်မှာအမှုပညာစိတ်နဲ့ပဲပေါ့နော်လူလူလာလာပဲခွင့်ပြုခဲ့တယ်လောက်ပါကိုတဲ့ဆိုတော့ကျွန်တော်စိတ်တယ်ဩဒါသူအမှုပညာစိတ်ရှိတာပဲဆိုပြီးတော့ အဲ့ဒီချိန်တွေကကျွန်တော်သူ့ကိုအတိမတ်ပြုခဲ့တာပေါ့လေဆိုတော့တစ်ချိန်ကျရင်သူနဲ့အလုံးလုံးဖြစ်မယ်ပေါ့ဧပြီ25ရက်နေ့ယုံတင်မှာတော့မယ်ညမထွက်ရဆိုတဲ့နာမည်ကိုစိတ်ဝင်စားကြတဲ့ပရိသတ်တွေအကုန်လုံးတယောက်ချင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်ဧပြီ25ရက်နေ့ကျွန်တော်တို့ယုံနေမှာပြန်တွေ့ပါမယ်